င်းတွေကတော့တော်တော်များများရှိပါတယ်အမဆိုခဲ့တဲ့သချင်းတွေခုမေမမာရေးဆိုထားတဲ့ချစ်ရည်တို့မိကွက်ကိုရှာတို့အဲအဲ့လိုသချင်းမျိုးလေးတွေဆိုလို့ရှိရင်တို့တော်တော်ကြိုက်ကြတယ်တချို့တချို့နေရာတချို့နေရာတွေဆိုရင်ဒီဒေးတရက်ပဲဆိုရင်လေအဲတော်တော်ကြိုက်တာမြန်မာသားတေးသချင်းမြန်မာသားမှန်သမျှတို့အကုန်ကြိုက်တယ်ဖုန်ကြီးတန်ကားတွေရအစတို့အေးအေးဆေးဆေးလေးနားထောင်နေဖုန်ကြီးတွေဆိုတော့ပို့ပြီးတော့ညံ့ညံ့ညံ့ညောင်းလေးနားထောင်နေကြတယ် အဲအဲ့လိုများများမှတော်တော်များများနှစ်နာရီသုံးနာရီထိမှတယောက်တည်းတိုင်းငန်းဆိုခဲ့ရတယ်ဟုတ်တယ်အမအဲ့ဒါတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသက် event ကြီးကငငယ်သွားတာမဟုတ်ဘူးကြီးလာကြအမှုပညာသမားငငယ်တုန်းကတော့ဒုဒုတနတ်နဲ့ stage show ဘာညာဝုန်းတန်းတိုင်းနဲ့ဆိုလို့ကောင်းတော်ညာလဲအသက်ရွယ်ကြီးလာလို့ရှင်ဒါပြောင်းတဲ့နေမြန်မာမှုမြန်မာဟန်ဒီမြန်မာသားဆိုတချင်းတွေကိုအမတို့ကမှမဆိုလို့ရှင်ပျောက်ကုန်ပါ ရှိဘူးမရှိခဲ့ဘူးအမှုပညာလုပ်ဘူးမအယောင်းဝါသနာပါတယ်ငငယ်လေးတွေကယူသွက်ခဲ့တာခလေးဘွားတွေကဒီအမှုပညာလုပ်ဘူးအမယူသွက်ခဲ့အခုအမကဘာလုပ်လဲဆိုတော့ဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတွေမှာပို့ပြီးတော့စိတ်ပါဘာဖြစ်လို့လဲခုအမတို့ဆရာတော်ဘုရားတွေထီးတင်မဲ့တရားပွဲတွေတရားပွဲမှာဆရာတော်ဘုရားကြီးတရားပွဲပြင်မတက်ခင်မှာတရားပွဲမဆခင်မှာအမဓမ္မတေးလေးနဲ့ပူဇော်တာ ခုလက်ရှိမှာနွားဦးတိုက်ဆရာတော်ဖျားကြီးရဲ့အချင်းနေအမသွင်းထားတယ်ဂီတာမှုနေပါသေးတယ်အမဆိုတယ်ဆရာတော်ပွဲကြရင်အမတို့အများနဲ့သွားရတယ်ဆရာတော်တရားပွဲတွေဆရာတော်ထီးတင်တဲ့ပွဲတွေအဲ့ခါကျရင်အမတို့အဲ့ပွဲတွေအမတို့ပို့ပြီးတော့သွားရတာပုံများရတယ်ပေါ့နော်ရှိရှိပါတယ်တင်ခဲ့တာရှိပါတယ်အမမြန်မာသားဆိုတဲ့ဟမ်ဟိုအားတွေဟိုလေအမကမတင်တာတော့ဘေးရနေပြီးတော့တချို့ပြည့်တတ်တဲ့ကနှစ်တက်တဲ့တချို့လူငယ်လေးတွေမြန်မာသားကြိုက်တာတော်တော်များတယ် အမအများဆုံးကတော့ခုနောက်တိုက်ဆရာတော်ဘုရားကြီးရဲ့တခြင်းနေကိုစို့ထားတာပေါ့နော်မြမသားမဲအဲ့နောက်တိုက်ဆရာတော်ဘုရားကြီးရဲ့တခြင်းနေကိုနိုင်ပေါ်မှာတချို့ဘေးရပိသက်တွေတင်ထားတာတော်တော်များတယ်နောက်တစ်ခါအမအခုပြီးခဲ့တဲ့ပွဲကသွားတယ်ဆိုလို့ရှိရင်အဲ့ရှေရှိုးတခြင်းဆိုတာကိုပိသက်တွေထပ်ပြန်မကြိုက်ကြဘူးတချို့ရွာတွေကအဲကိုမြမသားထွက်ဆိုတော့မှပိသက်မိန်းကလေးလူကြီးလူငယ်အကုန်ကြိုက်ကြတယ်အဲအဲ့လိုတော့အမထိုးပေါက်ခဲ့တယ်တချို့တချို့ပွဲတွေတော်တော်များများတော့ ရှိုးစတိတ်ရှိုးဆိုကြတယ်သူတို့ဟောဝါနဲ့ဒေးလာဝါလာနဲ့အများကြီးဖြစ်ပေမဲ့အမကနေပြီးတော့မြန်မာတန်လေးတစ်ပုတ်လောက်နှစ်ပုတ်လောက်တက်ဆိုးလိုက်လို့ရှိရင်ပြည်တန်ညင်သွားပြီးတော့ကိုအောင်မြင်မှုတစ်ခုရသွားတာပေါ့နော်ဒီစတိတ်ရှိုးကြတယ်မှာအမရဲ့မြန်မာတန်လေးတစ်ချင်းလေးကိုလူတွေနားတဲ့ကိုဆွဲသွားကြတယ်အဲအဲ့လိုမျိုးလေးတော့အမထိုးပေါက်ခဲ့ပါတယ်အများကြီးတော်တော်ပွဲတော်တော်များများပါဟုတ်ပါဘူးပြန်သုံးခါပြန်ပြန်တော့တစ်ချင်းတွေကတော့တော်တော်များများရှိပါတယ်အမဆိုခဲ့တဲ့တစ်ချင်းတွေခုမိမမကြီးဆိုထားတဲ့ချစ်ရည်တို့မိကွက်ကိုရှာတို့ အဲအဲ့လိုသချင်းမျိုးလေးတွေဆိုလို့ရှိရင်သူတို့တော်တော်ကြိုက်ကြတယ်တချို့တချို့နေရာတချို့နေရာတွေဆိုရင်ဒီဒေးတွေရဲ့ဘက်ဆိုရင်လေအဲတော်တော်ကြိုက်တာမြန်မာသားတေးသချင်းမြန်မာသားမှန်သမျှသူတို့အကုန်ကြိုက်တယ်ဖုန်ကြီးတန်ကားတွေရအစသူတို့အေးအေးဆေးဆေးလေးနားထောင်နေဖုန်ကြီးတွေဆိုတော့ပို့ပြီးတော့ညင်ညင်ညောင်ညောင်လေးနားထောင်နေကြတာလေအဲအဲ့လိုမြင်မြအမတော်တော်များများနှစ်နာရီသုံးနာရီထိအမတယောက်တည်းတိုင်းငန်းဆိုခဲ့ရတယ်ဟုတ်တယ်အမအဲ့ဒါတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသက်အိမ်တွေကငငယ်သွားတာမဟုတ်ဘူးကြီးလာကြတယ် အမှုပညာသမားငငယ်တုန်းကတော့ဒိုးဒိုးတန်းတန်းနဲ့ stage show ဘာညာဝုန်းတန်းတန်းနဲ့ဆိုလို့ကောင်းတော်ညာလဲအသက်ရွယ်ကြီးလာလို့ရှင်ဒါပြောင်းတင်တယ်မြန်မာမှုမြန်မာဟန်ဒီမြန်မာသားဆိုတချင်းတွေကိုအမတို့ကမှမဆိုလို့ရှင်ပျောက်ကုန်ပါတချို့တချို့လူတွေဆိုရှင်တချို့ရွာရင်နေရာသွားလို့ရှင်လေတီတာရေစင်တချင်းကိုဆိုတာတော့ဘာမှမသိကြဘူးမကြားဘူးတဲ့လူတွေတော်တော်များများရှိတယ်ဘာဖြစ်လို့လဲဆိုတော့အခုလောပေါ့အလှရှင်တွေကငှားလိုက်ကြတယ်ကီးဘုတ်တစ်လုံးနဲ့ stage show ဆိုမဲ့ဆိုတော့၅ယောက်လောက် အဲ့မှာဝုန်းဝုန်းတန်းတန်းနဲ့ဆိုသွားရတယ်မြမန်းန်းဆိုတာသူတို့ဘာမှမသိဒါပေမဲ့အဲ့ဒါကိုအလှရှင်ကငားတော်ညာလဲနုပညာသမားတွေကနေပြီးပြောပြရမှာနော်ကျွန်တော်တို့ဒါအခုလာလောက်တာဒါကျွန်တော်တို့ happy birthday ပွဲမဟုတ်နော်မွေးနေ့ပွဲမဟုတ်အလှအလှဆိုတော့မြမအလှမှာမြမသားတချင်းလေးလင်းငါပုတ်ကတော့ဆိုတဲ့နဲ့လို့ဒါငားတဲ့အနုပညာသမားတွေကပြောရမှာဒါပေမဲ့အခုကပတ်ဆိုင်ရရင်ပြီးရောမွေးမများရရင်ပြီးရော ီဒရုန်းကနေမှဆိုပေးဆိုတော့အဲ့လိုမျိုးလိုက်ကြတဲ့လူပညာသမားတော်တော်များများရှိအဲ့ဒါတွေကြောင့်မလို့ခုလိုမျိုးမတို့မြန်မာသားစစ်စစ်တွေပျောက်ွယ်လူနီးနီးဖြစ်နေကြအခုဆိုလို့ရှိရင်လေစပစ်သီးလေးတွေချိုးရတယ်လို့ဗရောက်လန်းလို့ဆိုတာဘယ်ဗရောက်လန်းလဲဘာလဲဘာတချင်းလဲအဲ့လိုမျိုးသူတို့ကလေမေးကြတယ်ဗရောက်လန်းဆိုတာဒီလိုမျိုးပါလို့ဆိုပြီးအမတချင်းကောင်းတဲ့လေးကိုပြောပြီးအမဆိုပြတယ်အဲ့ဒါကလေအဲ့တချင်းတွေကိုတီးနိုင်တဲ့ဂီတာမှုကလိုသေးတယ် အမပြောအမှုပညာကျောင်းတော့ပြောရင်အများကြီးပဲအခုအမတို့လိုက်ဆိုတဲ့အမအမျိုးသားပေါ့ဒီတာမို့မင်းယောက်ကဆိုရင် तू ကမြန်မာသားမဲအာတန် तू စတိတ်ရှိုး तू လာယူစတိတ်ရှိုးဆိုမဲ့ဆရာဆိုရင် तू မတီးဘူးဘတော်မှာမတီးတော့ဘူး तू ကဟိုးရုံးကတော့တီးတယ်ညီမရဲ့အခုတော့ तू မတီးဘူးမြန်မာသားမဲ तू တီးကြတယ် तू စတိတ်ရှိုးလိုက်အောင် तू လုံးဝမတီး तू တပည့်လေးတယောက်ခေါ်လာမတီးကြတော့အသက်ရွယ်လဲ तू ကြီးလာရလဲပါတယ်နောက်တစ်ခုက तू စိတ်ထဲမှာ तू အာတန်တာနဲ့ तू မြန်မာသားမဲ तू အာတန်အဲ့တော့အမကနေပြီးတော့ တချို့ဆိုချင်ဒီဒေါ်မမရဲ့တချင်းမှာလို့ပြောတာတော့မှပဲဘာမှမသိဘူးအဲအဲ့တချို့ရွာတွေမှာတချို့ရွာလူကြီးတွေအသက်ကြီးကြီးပိုင်းနေကြတော့တိတယ်အဲ့လိုတိတဲ့လူတွေကိုဆိုပြတော့နည်းအမှုပညာသမားဆိုတော့နည်းနည်းတော့အပေါ်မှာပို့ဆိုပြတဲ့တချင်အောက်ကပြည့်တက်လေးနားလည်မှပို့လဲဆိုချင်တယ်တိလားနားမလဲတော့လေအမားလိုလည်းမသိပ်ပြီးတော့စိတ်မပါတော့တချို့ဆိုချင်နှစ်ပုတ်သုံးပုတ်လောက်ပဲမြန်မာသားအားမပေးတဲ့နေရာတွေဆိုရင်အမဆိုထောက်ကိုမဆိုတော့ဘူးဒါပေမဲ့တိအောင်လို့ဆိုချင်တယ်ဆိုတော့အရှိတ်ပိုင်းမှာတော့အမဆိုတယ် မေမမိုင်းဆိုထားတယ်တိရာရေစင်လို့ပါလို့ဆိုတာဘာဖြစ်လို့ဆိုမိဘနဲ့လည်းပတ်သက်တယ်မြမတန်လေးလည်းဖြစ်တယ်ရှားပါပြီးတော့ဒီသချင်းနဲ့ဆိုတဲ့အဆိုတော်ကိုမရှိတာတချို့ဆိုင်းဝိုင်းတွေမှာတော့မဆိုကြဘူးတောင်တောင်လောက်နဲ့ပြီးသွားကြတာအများကြီးပဲအဲ့တော့မမကဒီမြမတန်သချင်းလေးတို့အမတို့နဲ့လိုက်ခဲ့တဲ့စတိချိုးဆိုတဲ့ကလေးတွေကိုမမပြုတ်ပြတယ်တမီးတို့ဒီမြမတန်သချင်းလေးတွေအန်တီဆိုလို့ရှိရင်အရှိမဆိုရင်နောက်မှနားထောင်ဒီသချင်းလေးကဘယ်ရဒီသချင်းကဘယ်လိုဒီသချင်းကဘာလို့ဆိုတာဘယ်လိုဆိုတာ သင်ကျင်လာသင်မှာသင်ပေးပါမယ်မြန်မာနာတခြင်းလေးတွေကိုနော်စို့ဖို့လောက်ကြပြင်ကြတော့အသက်ရွယ်ကြီးလာအန်ဒီတို့မစို့နိုင်တဲ့ခါကျတမီးတို့စို့ရအောင်ဒါလေးတွေလက်ဆက်ကအမွေလေးတွေနဲ့လုတ်ပေးခြင်းနဲ့သူတို့ကလည်းဖြစ်ထွန်းအောင်လို့လည်းကိုယ်လည်းတိုက်တွန်းပါတယ်ပြောပါတယ်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့နုပညာသမားတွေကလည်းနည်းနည်းလွယ်လွယ်ရလွယ်လွယ်လိုက်အဲ့ပုံစံမျိုးဖြစ်နေကြကိုကတော့ရရတဲ့လောက်ကိုတော့ပြုပြင်ပေးတာ thank you